ာဂျင်တီးနားနိုင်ငံမှာ LGBTQ+ တွေပေါ်မုံတီးမှုအခြေခံတဲ့ရာဇဝတ်မှုတွေဟာတိတိတသားမြင့်တက်လာနေပြီးအထူးသဖြင့်2025ခုနှစ်ပထမနှစ်ဝက်အတွင်းမှာအထူးထင်ရှားခဲ့ပါတယ်။အာဂျင်တီးနားအမျိုးသား LGBTQ+ စီးရင်အင်လေးလာရေးဖွဲ့ National Observatory of LGBT+ Hate Crimes ရဲ့အဆိုအရ2025ခုနှစ်ပထမနှစ်ဝက်မှာ LGBTQ+ မုံတီးမှုအခြေခံမှုကင်းတွေဟာပြီးခဲ့တဲ့နှစ်အလားတူကာလနဲ့နှိုင်းယှဉ်မှာက90%ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ 6လအတွင်းမှာလည်းမုံတီးမှုမှုကင်းတရားနှစ်မှုကိုမှတ်တမ်းတင်ခဲ့တာဖြစ်ပြီးရခိုင်နှစ်တွေကတစ်နှစ်ပတ်လုံးဖြန်းပြ120မှုခန့်သာရှိခဲ့တာကြောင့်ဒါဟာတိတိတသာတိုးလာတာပါမှတ်တမ်းတင်ထားတဲ့အမှုတွေရဲ့80.6ရာခိုင်နှုန်း82မှုဟာ transgender အမျိုးသမီးတွေပေါ်မှာဖြစ်ပြီးသူတို့ဟာမုံတီးမှုကြောင့်အများဆုံးထိခိုက်ခံစားရတဲ့အုပ်စုဖြစ်နေပါတယ်ပထမနှစ်ဝက်မှာစုစုပေါင်းလူ၄ဦးအသက်ခံခဲ့ရပြီးအဲ့ဒီထဲမှာလိင်တူချစ်သူအမျိုးသား၃ဦးနဲ့လိင်တူချစ်သူအမျိုးသမီး lesbian တဦးပါဝင်ပါတယ်။ ်တမရခါဗီယန်မီလီရဲ့အစိုးရလက်ထက်မှာဂျာမန်ဒန်းတူညီမျှရေးအစိုးရအေဂျင်စီတွေနဲ့ခွဲခြားဆက်ဆံမှုတိုက်ဖြတ်ရေးဖွဲ့စည်းတွေကိုဖျက်သိမ်းခြင်းမျိုးပေါင်းမှုဆိုင်ရာဂျမ်းမာရေးစီစဉ်တွေအတွက်ရမုံငွေတွေကိုဖျက်တောက်ခြင်းစတဲ့ဝေဖန်ခံရတဲ့လုပ်ရက်တွေကိုပြုလုပ်ခဲ့ပါတယ်။နိုင်ငံရဲ့ LGBTQ+ လှုပ်ရှားမှုကဒီနှစ်မှာဒုတိယကြိမ်ဆန္ဒပြပွဲကြီးပြုလုပ်ခဲ့ပြီးဒါဟာတမရရဲ့ခွဲခြားဆက်ဆံမှုဆိုင်ရာမူဝါဒတွေကိုစန့်ကျင်တဲ့နိုင်ငံရေးဆန္ဒပြပွဲတစ်ရက်အဖြစ်ပါဝင်ခဲ့ပါတယ်။ဆန္ဒပြသူတွေက ကျွန်တော်တို့ဟာတမရပြောခဲ့တဲ့လူတွေမဟုတ်ပါဘူးကျွန်တော်တို့ဟာအဲ့ဒါထက်ပိုပါတယ်ကျွန်တော်တို့ဟာတခြားလူတွေလိုပဲတံမိုးထားမှုတွေနဲ့လေးစားမှုတွေရတတ်တဲ့သူတွေဖြစ်တယ်ဆိုတာပြသဖို့ဒီကိုရောက်နေတာပါလို့ပြောဆိုခဲ့ပါတယ်နောက်ထပ်ဆန္ဒပြသူတူကတော့ဒီနေ့လမ်းပေါ်ထွက်ပြီးတောင်းဆိုဖို့ဟာအရေးကြီးဆုံးအရာလို့ထင်ပါတယ်ပြည်သူတွေဟာထကြွလာကြပါပြီကျွန်တော်တို့ရပိုင်ခွင့်တွေအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာပါလို့ပြောခဲ့ပါတယ်ခင်ဗျာ